ဒုညာ YouTube channel ကိုအားပေးနေကြတဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှလည်းကျွန်တော်ကဆရာချစ်ဆန်ဝင်နေလာမင်းအိမ်တို့ရဲ့နှလုံးသားမေတ္တာဆိုတဲ့စာအုပ်ထဲကစာပုံလေးတွေကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဒီနှလုံးသားမေတ္တာစာအုပ်ကဆိုရင်မူရင်းစာရေးဆရာ Chicken Phi နဲ့ Ma Better Hinsen တို့ရဲ့ Chicken Support the Soul လို့အမည်ရတဲ့စာအုပ်လေးကိုဘာသာပြန်ထားပဲဖြစ်ပါတယ်ဒီနေ့မှတော့ကျွန်တော်ကတည်ငောင်းဆိုတဲ့စာပုံလေးကိုစက်လက်ဖတ်ပြပေးတော့မှာဖြစ်ပါတယ် တည်င်းကောင်းအာဂျင်တီးနားနိုင်ငံမှာခေါင်းသီးရိုက်အကျော်မော်ရောဘတ်ဒီပင်ဆင်ဆိုသည်တခါကခေါင်းသီးပြိုင်ပွဲတစ်ပွဲတွင် အနိုင်ရရှိသဖြင့်စုငွေအတွေ့ချစ်လက်မှတ်တစ်စောင်ကိုလက်ခံရရှိသည်ပြိုင်ပွဲအပြီးတည်င်းတော့များဤဓာတ်ပုံတစ်ဖက်ဖက်ရယူမှုများကို ပြုံးရွှင်စွာခံယူပြီးနောက်အိမ်သို့ပြန်ရန်ကားရနာသည့်နေရာရှိသူဤကားစီတို့ ်တောက်သေးလျှောက်လာစဉ်အမျိုးသမီးငယ်တယောက်ကချင်းကပ်လာသည်ထိုအမျိုးသမီးကသူ၏အောင်မြင်မှုအတွေ့ချီးကျူးစကားပြောဆိုပြီးသူမ၏ကလေးမှာအသေးအတန်ဒီမကောင်း၍တေခါနီးဆဲဆဲဖြစ်နေကြဆရာဝန်အတွေ့အခကြီးငွေများစေးယုံစေးစကားများကိုမိခဲ့သူပေးရမည်မသိကြောင်းတနာတပွဲပြောဆိုလေသည်ပင်စင်သူသည် သူမ၏အဖြစ်ပြက်ကိုကြားရရင်ဂယုနာတမိသည်ဖြင့်ဖောင်ဒင်းကိုထုတ်ကာသူအနိုင်ရရှိခဲ့သောချစ်လက်မှတ်ပေါ်တွင်သူမျိုးသမီးအားပေးရန်ထောက်ခံစာရေး၍လက်မှတ်ထိုးပေးလိုက်သည်ပြီးလျှင်ချစ်လက်မှတ်ကိုသူမ၏လက်ထဲသို့ထည့်ကာကလေးနေကောင်းဂယုဆိုင်ပါဟုပြောလိုက်သည်နာရဘအကြာကောက်တီအသိဉိတ်တာ၌သူနည်းလေသာစားနေစဉ် အသင်းမအရာတန်းတယောက်ကသူ့စပွဲသူ့လာပြီးအရင်တစ်ပတ်ကကားဆောင်ကလေးတချို့ကကျွန်တော်ကိုပြောတယ်ခမားပြိုင်ပွဲမှာနိုင်ပြီးတော့အဲ့ဒီနေရာမှာမင်းမငယ်တယောက်နဲ့တွေ့တယ်လို့ခုပြောဆိုရာဘင်စင်ဆိုကခေါင်းမြိတ်ပြလိုက်ဤဒါဆိုရင်ခမားကိုကျွန်တော်တတိပေးရအောင်မေအဲ့ဒီမင်းကလေးကကလင်ကကြီးပြသူ့မှာဖျားနာနေတဲ့ကလေးရှိတာမဟုတ်ဘူး အိမ်တောင်တောင်ရှိတာမဟုတ်ဘူးခမည်းကိုတက်တက်ရိတ်သွားတာဒါဆိုရင်အခုတစ်ပတ်အတွင်းဒေဂါနီးစဲစဲဖြစ်နေတဲ့ကလေးမရှိဘူးလို့ခမည်းဆုလို့ကျင်လာလားဘင်းစင်စုကမေးလိုက်သည်ဟုတ်ပါဗျာထိုလူကပြန်ပြောသည်ဒါဆိုရင်ဒီတစ်ပတ်ကြားရသမျှတွေထဲမှာဒီသတင်းကအကောင်းဆုံးသတင်းပဲဟုတ်ဘင်းစင်စုက မှတ်ချက်ချလိုက်သည်ဟု၏ဆရာချက်ဆံဝင်လာမင်းအိမ်နှလုံးသားမေတ္တာစာအုပ်မှာပရိသတ်များခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်ကဖရာသခင်နှင့်တွေ့ဆုံခြင်းဆိုတဲ့စာပုဒ်လေးကိုလည်းဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဖရာသခင်နှင့်တွေ့ဆုံခြင်းတခါကလူငယ်တယောက်သည်ဖရာသခင်နှင့်နှစ်ကိုချင်းတွေ့ဆုံရန်စန္ဒပြင်းပြစွာဖြစ်ပေါ်လာခဲ့၏ ဖျားသခင်နှင့်တွေ့ဆုံဖို့ဆိုသည်မှာမလွယ်ကူနိဗ္ဗာန်သို့တွားရောက်ပါမှတွေ့ဆုံရမည်ဆိုသောအချက်ကိုလည်းလူငယ်ကသိနေ၏တနည်းတွင်တော့မိမိ၏ဖျားသခင်နှင့်တွေးဆုံလိုသောစိတ်ဆန္ဒကိုမတားဆီးနိုင်ရကလူငယ်သည်ကောင်းခင်ပုံသို့ခရီးရှည်ထွက်ရန်စီစဉ်ခဲ့၏။သူသည်စုထားသောငွေကြေးအပြည့်အစုံကိုထုတ်ယူကဘီစကော့များ အခြားစားစရာများနှင့်အချိုယူပုချို့ကိုဝယ်ယူ၍ကြောဘို့အိတ်ထဲတွင်ထဲကအိမ်မှထွက်ခဲ့ပါ၏သူသည်အိမ်မှအခြေဘက်သို့ထွက်လာခဲ့ပြီးရက်ကွက်သုံးလေးခုကိုဖြတ်ကျော်လာသည့်အခါပန်းချံတစ်ခုအတွင်သို့ရောက်ရှိခဲ့၏အနှင်းငယ်လဲမောလာ၍ပန်းချံအတွင်ခိတထိုင်ရန်စိတ်ကူးခဲ့၏ပန်းချံတဲသို့ရောက်တော့ အစာစားစားနေသောခိုကလေးများကို ငေးကြည့်နေသည့်အဖွားဟိုတူကိုတွေ့လိုက်ရ၏အဖွားဟိုထိုင်နေသောခုံတန်းအလွတ်တွင်မိမိလည်းဝန်ထိုင်လိုက်ပါ၏ထို့နောက်လူငယ်သည်မိမိကျောပိုးအိတ်တွင်မှအချိုဤတပလင်းကိုထုတ်ယူကာတောက်မြည်အပြူတွင်အဖွားဟိုလည်းစာလောင်းနေပုံရသဖြင့်နောက်အချိုဤတပလင်းကိုထုတ်ယူကာအဖွားအားပေးလိုက်ပါသည်အဖွားသည် အလွန်ကျေးဇူးတင်စွာဖြင့်အချိုဤပလင်းကိုလက်ခံရင်အဘွားအိုကထူချသောကြည်နူးဝမ်းမြောက်သည့်အပြုံးပြက်ကိုလူငယ်အားပေးလိုက်ပါသည်အဘွားဤအပြုံးသည်ကြည်လင်ဝင်ပါ၍ဤညလောက်လှပသောတိမ်မွေးနှူးမြန်သောအပြုံးကိုလူငယ်သည်တခါမှမမြင်ဘူးမတွေ့ဘူးသည်မှာအမှန်ပင်ဖြစ်ပါ၏ထို့ကြောင့်အဘွားထံမှာ လာပါတိမ်မွေသောအပြုံတစ်ခုကိုထပ်မံရယူလိုသောစန္ဒာဖြင့်လူငယ်သည်မိမိကြောပေါ်၏ထဲမှ မုံတထုပ်ကို၌ယူကာအဖွားအားပေးလိုက်ပြန်ပါ၏အဖွားကဝမ်းသာမှုပါဝင်သောကြည်နူးဖွယ်ရာအပြုံတရက်ကိုထပ်မံ၍ပေးပြန်ပါ၏လူငယ်သည် အဖွားအူ၏အပြုံပန်းအလှကိုကျေနပ်စွာခံစားရင်းခရီးမစစ်ဖွယ်စားသရာများကိုစားလိုက် အဖွားနှင့်အပြုံးချင်းဖလှယ်လိုက်ပြီးပန်းခြံတွင်၌တဏီကင်းကုံဆုံးသွားခဲ့၏သို့သောလူငယ်နှင့်အဖွားဦးသည်တရားနှင့်တရားစကားတခွန်းမှမပြောဖြစ်ပေရှိ၏ညနေခင်းမှောင်ဤပြိုးလာသောအခါလူငယ်လည်းပင်ပန်းလာပြီးဖြစ်၍အိမ်ပြန်တော့မီဟုဆုံးဖြတ်ကာထိုင်ရန်မှထားလိုက်ပါ၏ထို့နောက်အဖွားဦးဘယ်သူလှဲ့ကလူငယ်သည်အဖွားဦးအား ပွေဖွဲ့နှုတ်ဆက်သည်တွင်အဘွားအိုကလူငယ်အားထမှန်၍အလားပါဆုံးအသိမ့်မွေ့ဆုံးနှင့်ရှင်လန်းတကြွသောတောက်ပသောအပြုံများကိုထမှန်ပေးအပ်၍လူငယ်ဤယူရစွာပွေဖွဲ့နှုတ်ဆက်မှုကိုတုံ့ပြန်လိုက်ပါ၏လူငယ်သည်အိမ်သို့ပြန်လာပါ၏အိမ်ဘဝသို့ရောက်၍တကားကိုဖွင့်ကားအိမ်တွင်သို့ဝင်လိုက်သောအခါမိခင်ဖြစ်သူသည် တာဤမျက်နာပေါ်တွင်တစ်ခါမှမမြင်ဘူးသောအပြုံဖြင့်ပျော်ရွှင်မြူးထူးနေသောအဖြစ်ကိုမြင်ရသောအခါရုပ်တည်းရဲ့အံအားတင့်သွားမှုနှင့်အတူအမိကတာလေးမင်းဒီနေ့တနေ့လုံးပြောင်းနေလိုက်တာပြန်လာတော့လေဘာကြောင့်များဒီလောက်ပြုံးပြောနေရတာလဲတာရဲ့ငါသားဒီလောက်ပြုံးနေတာမျိုးအမိဖြင့်တစ်ခါမှမကြုံဘူးပါဘူးတာရဲ့ဟုမေးလိုက်ပြန်ပါဤ ထိုအခါလူငယ်သည်အမေအားပြေးဖက်ရင်အမေရဲ့သားလီဒီနေ့ဖျားသခင်နဲ့အတူတူနေခဲ့ရတယ်ဖျားသခင်နဲ့ကျွန်တော်ကျွန်တော်ပါတော့တဲ့အချိုကြီးလေးနဲ့နေလေသာအတူတူစားခဲ့ကြတယ်ဟူပြောလိုက်ပါဤအမေသည်ငါသားအုံနောက်များပြတ်သွားပြီလားဟူဆိုကအထိတ်တလန့်ဖြစ်နေချိန်တွင်လူငယ်ကအမေအမေတိပီးပြီလား ဖယားသခင်မှာအလပဆုံးအသက်ပဆုံးနဲ့အတောက်ပဆုံးအပြုံးမျိုးပိုင်းဆိုင်တယ်ဆိုတာလေအဲ့ဒီအပြုံးကိုဒီနေ့ကျွန်တော်ဖယားသခင်စီကတနေ့လုံးရခဲ့တယ်။ဦးထမှန်ဆူလိုက်ပါ၏။တချိန်တည်းလို့လို့မှပင် အဖွားဦးဒီလဲအလွန်ရွှင်မြူးပြုံးပျော်လျေသူ့အိမ်သို့ပြန်လဲရောက်ရှိလာသည်ကိုသူသားဖြစ်သူကစိတ်တည်တည်၍ကြည်နေမိ၏။အဖွားသည်ပကတိ အေးချမ်းငြိမ်သက်ကြည်နမ်းမှုကြည်နူးမှုဖြင့်တပြုံပြုံဖြစ်နေသည်သားကအမေဒီနေ့တနေ့လုံးဘယ်တော့နေတာလဲပြန်လာတော့လေဘာဖြစ်လို့ဒီလောက်တော့ပျော်နေရတာလဲဘာဖြစ်လို့လဲအမေဘာတွင်နဲ့တွေ့လာလို့လဲဟုမေးလိုက်ပါ၏သူအခါအဖွားကငါလေးဒီနေ့ဖျားတခင်နဲ့အတူပန်းချန်တယ်မှာမုတ်တွေစားခဲ့ရတယ် နီလေသာလဲဖျားတခင်နဲ့ပဲအတူတူစားပြစ်ခဲ့နေစူပါတော့သားရေဟူဆိုလိုက်ပါ၏သားဖြစ်သူသည်အမေစကားကိုကြားရသောအခါအမေများယူတွတ်သွားပြီလားဟူမျက်လုံးပြူးမျက်စံပြူးနဲ့ကြည့်နေချိန်တွင်အဖွားအိုကမင်းသိလားဖျားတခင်ကငါတို့ထင်ထားတာတည်းပုံငယ်တယ်ဟဲ့ဟူဆိုလိုက်ပါ၏ဆရာချစ်ဆံဝင်လာမင်းအိမ် နှလုံးသားမေတ္တာစာအုပ်မှာတစုံတရာကြိုးထုတ်လိုက်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာခံစားနာဆင်ပေးခဲ့ကြတဲ့တို့များပေးတဲ့အားလုံးပဲဘေးကင်းကြမှာကြပါစေတို့ညာ YouTube Channel ကိုအပိနေကြတဲ့ပေးတဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှလည်းကျွန်တော်ကလူသားဆန်မှုတွေအများကြီးပါဝင်နေတယ် ဆရာချစ်ဆန်ဝင်းနဲ့လာမင်းအင်လိုရဲ့နှလုံးသားမေတ္တာဆိုတဲ့စာအုပ်ထဲကစာပုံလေးတစ်ပုဒ်ကိုဆက်လက်ဖတ်ပြပေးတော့မှာဖြစ်ပါတယ်။အိမ်ကြီးချင်းလို့အမည်ရပါတယ်။အာရုံစိုက်ပြီးတော့နားဆင်ကြည့်အောင်ခင်ဗျာ။အိမ်ကြီးချင်းမန်နူရယ်ကာဇီယာသည်အလုအလွန်ကြိုးစားသောသူတစ်ယောက်ဖြစ်၏။စီးစနစ်တကျရှိပြီးမိသားစုနှင့်အတူဘဝခရီးကိုစူးစမ်းရှောက်လန်းနေသူ ဂုံယူစရာလူငယ်တဦးဖြစ်၏ရှခင်ကဂါဒီယာတို့မိသားစုသည်ဟိုဘေးယားကွက်တွင်ဖြစ်သည်ဖခင်ကြီးအစီစဉ်အရာဒီဘေးယားကွက်သို့ပြောင်းလာရစဉ်ဂါဒီယာတိတ်သဘောတွေးလာသည်မဟုတ်တောင်ပိုင်းသားများမာနကြည်သည်ရှခင်သူတို့နေခဲ့သောယာကွက်ကမိတ်ဆွေများလိုပေါ်ပြမှုမရှိဟုဂါဒီယာစိတ်ထဲတွင်စွဲနေခဲ့၏ ထို့ကြောင့်လည်းကာဇီယာသည်အိမ်ပြောင်းလာပြီးနောက်ရာကုတ်သက်တွင်တွေ့ရသောမိတ်ဆွေသည်များကို ခတ်တန်းတန်းပင်နေခဲ့၏ကာဇီယာတို့မိသားစုပြောင်းလာသောရာကုတ်မှမူသူတို့မိသားစုကိုကြိုဆိုကြ၏နေသားတကြဖြစ်အောင်ကူညီကြသည်အိမ်နီးနာချင်းကောင်းများဖြစ်ကြောင်းပြသကြ၏ဤဒီကိုကာဇီယာကအပူအလုတ်လုံနေသည် မျက်နှလုံးမျက်နှာရလုံနေသည်ဟုထင်ခဲ့၏ဇနီးဖြစ်သူကမူအိမ်ကြီးချင်းကောင်းတွေပါဟုဆို၏ဒီလိုနှင့်ပြောင်းနေသောရက်ွက်လေး၌ဂါဇီယာတို့နေခဲ့သည်မှာ၃နှစ်ခန့်ပင်ရှိခဲ့ပြီမိတို့ပင်ဖြစ်သည်ရက်ွက်သက်တွင်လည်းရောက်စတုန်းကလိုစိတ်မနေတော့သည်လည်းအမှန်ပင်ဖြစ်ပါ၏တနေ့တွင်တော့ဂါဇီယာဘိုက်ကအောင့်လာ၍စေကန်းသို့သွားပြီး ဆရာဝန်ကိုပြ၏ရက်ကွက်ထဲမှဆရာဝန်ကစေးယုံသို့သွား၍ယောဂတီတီကြကြရှာဖွေရန်စစ်ညွန်သည်ဂါဇီယာသည်မိမိဝမ်းပိုက်နာခြင်းအတွေ့ယောဂကိုသိရှိရန်ကြိုးစားခဲ့၏ဘာယောဂလဲဆိုတာသိတော့ဂါဇီယာအတွေ့ကံစိုးမိုးမောင်ကြပြီဖြစ်၏တဘောဝတရားကြီးကိုစန့်ကျင်၍ကင်စာတက်ရှုအမြင်များသည်သူကိုယ်တွင်နေရာအနှံပြားတွင် ပွားကျင်တိုင်းပွားခဲ့ပြီဖြစ်ပါ၏မိသားစုနှင့်အတူနေထိုင်သည့်မေဟောကီပီနေသာဂါဇီယာသည်အသက်39နှစ်သာရှိသေးတော်လဲကင်ဆာဆိုသောယောဂဆိုကြီးကသူအသက်ဆက်လက်ရှင်သန်နေထိုင်ရမည့်ရင်များကိုတဲနာရီတဲကတဲမုံလေးများတွန်ချသလိုတတိတိနှင့်တွန်ပစ်ခဲ့ပြီဖြစ်ပါ၏ဂါဇီယာတို့မိသားစုရောအိမ်ကြီးချင်းများအတော့ပါ စိတ်မချမ်းမြေ့တရားတည်င်းတရားဖြစ်ခဲ့ပါ၏ဆရာဝန်တမားတော်များကဂါဇီယာအတွက်လမ်းနှစ်သွေးသားရှိကြောင်းတလမ်းမှာစေမကုပဲနေခြင်းနဲ့တလမ်းကစေဝါကုသမှုခံရန်ဖြစ်၏စေမကုသရင်တော့မြန်မြန်သေးမှဖြစ်ပြီးစေဝါကုသမှုခံယူလျင်အလွန်နာကျင်စွာခံရမည်ဖြစ်၏သို့တော်လည်းပျောက်ကင်းမယ်လို့လည်း အာမခံ၍မရကြောင်းပြောကြ၏ဂါဒီယာနှင့်မိသားစုသည် မထူးသောသည့်ဘဝတွင်မျှော်လင့်ချက်လေရှိရာဖြစ်သည်စေဝါကုသမှုခံယူသည့်လမ်းကြောင်းကိုရွေးခဲ့၏ဂါဒီယာတယောက်စေယုံသို့တည်၍စေဝါကုသမှုခံယူခဲ့၏စေအရှင်ပြင်းလွင်၍အိမ်မရသောမြာများက ရှည်ကြခဲ့ပြီဖြစ်ပါ၏စေယုံကော်ရီတာတစ်လျှောက် သေမင်းကလွတ်လိုက်သော စေတမန်များ၏ခြေတံများကိုလည်းပဲ့တင်ထပ်အောင်ကြားခဲ့ရပြီဖြစ်ပါ၏။နာယီတွေမိနစ်တွေကဂါဇီယာထံမှတတိတိနှင့်ထွက်ပြေးနေကြပြီဖြစ်သည်။ဂါဇီယာကသူ့ခန္ဓာထဲမှအသွေးသားတွေကိုညအခါမှကြွလူလူဘာလူလူအကောင်တကောင်ညစဉ်လာရောက်ဝါမျိုးစားတောက်ပြနေသည်ဟုထင်လာခဲ့၏။မှန်ပါ၏။ ရတတပတ်အနေငယ်အတွင်းဂါဇီယာဤကိုလေးချိန်သည်ပေါင်၄၀တီတီရောကျသွားခဲ့၏ကင်ဆာဆေးများ၏တန်းကြောင့်သူတကောင်လုံးရှိသပင်များသည်လည်းကျွတ်ကုန်ပြီဖြစ်သည်ထိုတော်အတွင်းဂါဇီယာသည်စိတ်ဓာတ်အကြီးအကျယ်ကျခဲ့၏ဆေးဝါးကုသမှုခံယူပြီးတနင်္ဂနွေ၉ပတ်အကြာတွင်ဆရာဝန်ကကျွန်တော်တို့ခမည်းတော်အစွမ်းကုန်ကုသပြီးပါပြီခမည်းယောဂါ ကံကောင်းရင်တော့အသက်ရှင်မယ်စိတ်ချမ်းသာနိုင်သမျှစိတ်ချမ်းသာအောင်ကြိုးစားနေပါဒါဆိုရင်ခမအသက်ရှင်တဲ့တလောက်အသက်ရှင်မှာပါဟုဆိုကရှေးဘတ်တွင်စေယုံမှဆင်း၍အိမ်သူမိသားစုနှင့်ပြန်၍နေထိုင်နိုင်ကြောင်းပြောပါ၏မန်နူရယ်ဂါဒီယာသည်သူကိုယ်သူမှန်နေတွင်ကြည်လိုက်၏ထိုအခါသူသည်တုံလောက်ခြောက်ချသွားခဲ့၏အလွန်လဲ ြေကွဲဝန်းနေသွားခဲ့သည်ဆရာဝန်ကစိတ်ချမ်းသာအောင်နေနိုင်သမျှနေပါဟုဆိုမှတုံလုံးခြောက်ခြားစွာကြေကွဲဝန်းနေကြ၏အဘဲကြောင့်ဆိုသောမှန်တဲ့တွင်မြင်ရသောသူယုတ်ဤကဖြူဖတ်ပြော့တော်ပြီးပရည်များတွင်ကြေကယောဂနှိပ်စက်ဖြစ်သည်မှုကိုခံရသဖြင့်ချစ်ခင်နှစ်သက်ဖွယ်ရာလုံးဝမရှိဘဲအထီးကျန်နိုင်လှသည်ထိတ်ပြောင်ပြောင်ကြုံကြီးနှင့် ကိုလေးချိန်ပေါင်၁20ပေါင်သာရှိတော့သောပိမ့်ပိမ့်ညောင်ညောင်ဖြော့တော်နေသည်သူနှင့်မတူသောအခြားလူသိန်းတယောက်၏မျက်နှာကိုသူတွေးလိုက်ရသောကြောင့်ဖြစ်ပါ၏ကာဒီယာသည်အော်ငါမရှိတော့၏ကာမင်းနဲ့ကလေးလေးရောဘလူများနေကြမတော်မိဘများကလည်းအိုဘီဖြစ်၏ယာကုတ်ကလည်းယာကွက်အစ်စ်ဖြစ်သည် ဖျားရှစ်ခုကြောင်းတွားရသည်ကလည်းအတော်လေးလှမ်းပါ၏စေယုံစင်ရမည်နေက၆ချားဝယ်ကောင်းသောအိမ်မက်ကိုမက်ခဲ့၏ထိုအိမ်မက်များကြောင့်အိယာမလန့်လို့လာသောအခါသူကရင်ဘေးတွင် သူဇနီးကာမင်နှင့်အတူသူတို့ရောက်ကော့အတွမ်းမှအိမ်နီးချင်းလေးယောက်ကိုပြောင်းနေအောင်ရိတ်ထားသောကဒုံများကိုစီဖြင့်ကရင်ဘေးတွင်စကားတစ်လုံးမှမပြောဘဲ တန်းစီပြီးရနေကြသည်ကိုတွေ့ရပါ၏ပထမတော့ဂါစီယာသည်အိမ်မက်လာတကယ်ဖြစ်နေတာလားမခွဲခြားနိုင်ပဲဖြစ်နေ၏ဇနီးဖြစ်သူကာမင်ကခေါ်လိုက်မှာအိမ်မက်မဟုတ်မှန်းသိပါ၏ထိုအချိန်တွင်အိမ်နီးချင်းတယောက်ကဂါစီယာခမဆေးရုံကဆင်းမဲ့ဆိုလို့ကျွန်တော်တို့လာကြတာလေခမတယောက်တည်းကရုံးနဲ့လို့မထင်နဲ့ကျုပ်တို့တွေလည်းကရုံးနေနေပါဗျာ ဟုဆိုကာရေလိုက်ကြ၏ဂါဇီယာသည်ကတုံးပြောင်ပြောင်နှင့်တယောက်ကပူပူဝါဝါတယောက်ကဂလန်ဂလာပိန်ပိန်ရှိရှိတယောက်ကခေါင်းအဖူးထင်များနှင့်တယောက်ဤခေါင်းကရှိရှိမြောမြောဖြစ်နေသည်ပုံပန်းမကြသည့်များကိုကြည်ကာဂါဇီယာကရေမိမလို့ဖြစ်သွားသောအခါမိတ်ဆွေများကသူတို့ဦးခေါင်းများကိုသူတို့ပွက်ကား ဂါဇီယာနှင့်အတူရေလိုက်မိပါ၏ထို့နောက်ဂါဇီယာသည်အပြစ်မှန်ကိုသိရှိကာဂါဇီယာမျက်လုံးအိမ်ထဲမှမျက်ရည်များကျလာသောအခါသူတို့၏မျက်လုံးအိမ်များအတွင်းမှလည်းမျက်ရည်များကျလာကြသည်ထို့နောက်တော့ဂါဇီယာဘာမှမပူပါနဲ့ခမားတယောက်တည်းကတုံးနဲ့မဟုတ်ဘူးကျုပ်တို့တို့လည်းကတုံးတွင်နဲ့ခမားဆေးရုံကအစင်းကိုလာကြို့ဖို့ကျုပ်တို့ကတုံးတုံးလာခဲ့ကြတာ ဟုဆိုပါ၏ထို့နောက်ငိုကြွေးခြင်းတဝက်ရေမောခြင်းတဝက်ဖြင့်စေယုံခမ်းမကြီးတလျှောက်စူးစူးညံ့ညံ့ပြောဆိုကားဂါဇီယာကိုသူတို့ငှားလာသောအငှားကားအပေါ်ပွေတင်၍စေယုံမှဆင်းလာခဲ့ကြ၏မန်နွေဂါဇီယာတို့စီးလာသောကာလေသည်အတော်ကြာခရီးစဉ်ဖြတ်လာခဲ့ပြီးသူတို့ရက်ွက်အတွင်သို့ချိုးဝင်လိုက်၏ဂါဇီယာက အိမ်ခန်းနှခန်းရှိတဲ့ငါတို့အိမ်လေးကိုငါပြန်ရောက်ပါပကောဟုတ်တွေးလိုက်ရင်ခါတိုင်းတင်းကနေဆိုအမဲလူရှင်းနေသည်သူ့အိမ်ရှိလမ်းတစ်လျှောက်တွင်ကားများပြေးကျစွာရထားသည်ကိုသူသတိပြုမိလိုက်ပါ၏ကာဒီယာသည်မိမိအိမ်ရှိသူကားထိုးဆိုင်သောအခါသစ်ပြင်းသုံးလေးကရှူရင်ခေါင်းပေါ်မှအုတ်ထုပ်ကိုပြင်ဆောင်လိုက်ပါ၏ သူသည်ကားပေါ်မှဆင်းပြီးအိမ်ပေါ်တည့်ရန်အလုပ်တွင် အိမ်ရှိတကမကြီးအလိုလိုပွန့်လာပြီးအိမ်ထဲသို့ဝင်လိုက်သည်နှင့်အခန်းထဲတွင် သူချစ်ခင်သောမိသားစုများနှင့်အတူရာကုတ်တက်ထဲမှအိမ်နီးချင်းများမိတ်ဆွေများယောက်ျားမိန်းမအားလုံး90နီးပါးသည်အားလုံးကတော့များကိုစီနှင့် သူတို့၏ဦးခေါင်းတွင်ကျွန်ုပ်တို့အားလုံးတင့်ကိုချစ်သည် ဆိုသောစာရန်ကိုစီပတ်ခါသူအားကြိုးဆူနေကြသည်ကိုတွေ့လိုက်ရပါ၏ကာဇီယာသည်မိမိတွေ့မြင်လိုက်ရသောမြင်ကွင်းကိုမိမိမယုံကြည်နိုင်လောက်အောင်ဖြစ်ခါအိမ်ကြီးချင်းများခမကျွန်တော်ဟာစကားပြောကောင်းတဲ့လူတယောက်မဟုတ်ပေမဲ့အခုတော့စကားနဲ့နဲ့ပြောခွင့်ပြုပါခမအစကတော့ကျွန်တော်ဟာ တရားအထက်ကံစာယောဂစူးကြီးကြောင့်သပင်တွေလဲကျွက်ကဒုံပြောင်ကြီးနဲ့စေယုံပေါ်မှာအထီးကျန်ခံစားခဲ့ရတာအမှန်ပါပဲအခုတော့အခုတော့ခင်ဗျားတို့အားလုံးကကျွန်တော်အပေါ်စာနာစိတ်ချစ်ခင်စိတ်နဲ့မေတ္တာအပြည့်အဝထားကြပြီး ျွန်တော်စိတ်ဓာတ်အကြဆုံးအချိန်မှာကျွန်တော်ဘေးမှာအခုလိုမမမမရှာပြီကျွန်တော်တင်းမဲ့ဆိုရင်တောင်မှအရှင်ကားလိုစိတ်လည်းမချမ်းမသာနဲ့နောက်ဆန်တွေတင်းပြီးဘေးရတော့မမဟုတ်ပဲပျော်ပျော်ရွှင်ရွှင်နဲ့မေတ္တာရဲ့အထိတ်ဖယ်ကို ကြည်ဝါစွာခံစားပြီးတရားမှမို့ဒီပြောပါဘီခမယာဒီပြောပါဘီခမယာဟူပြောလိုက်တော့အခါအိမ်ကြီးချင်းများကလက်ကုပ်အရှိကြီးကိုဒီကပျော်ရွှင်စွာဖြင့်ကခုန်ကြပါ၏ဆရာချစ်ဆံဝင်လာမင်းအိမ်နှလုံးသားမေတ္တာစာအုပ်မှာတစုံတရာအကျိုးထူးလိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာ ခံစားနှဆက်ပေးခဲ့ကြတဲ့တို့မြတ်ပိသက်များအားလုံးပဲဘေးကင်းကြမှာကြပါသည်ခင်ဗျာမင်္ဂလာပါခင်ဗျာအပတ်စဉ်ကြာသပတေးတွေတင်ဆက်ပေးနေရတယ်စီအချစ်ဆံဝင်နေလာမင်းအင်တို့ရဲ့နှလုံးသားမေတ္တာဆိုတဲ့စာအုပ်ထဲကစာစုလေးတွေကိုနားဆင်ဖို့အချိန်ကြရလို့လာပါပြီ။ဒီနေ့မှလည်းကျွန်တော်ကအကျဉ်းနာတရားဆိုတဲ့စာပုလေးကိုဆက်လက်ဖတ်ပြပေးတော့မှာဖြစ်ပါတယ်။အကျဉ်းနာတရား မေရိကန်ပြည်ထောင်စု၏ပြည်တွင်းစစ်ကာလအတွင်းကတမဒါကြီးအိဗရာဟင်လင်ကွင်းတီဆေးရုံများသို့မကြာခဏသွားရောက်ကာဒဏ်ရာရစစ်တီများကိုအားပေးစကားပြောကြားလေ့ရှိသည်တခါသောဆေးရုံဆရာဝန်များကညွန့်ကြားသောတေဆုံးကနီစက်သားငယ်လေးတဦး၏ကရင်ဘေးသို့တမဒါကြီးရောက်ရှိသွားလေသည်တမဒါကြီးကစက်သားငယ်လေးအား မင်းတို့ငါဘာများလုတ်ပေးနိုင်မလဲကွယ်ဖုမေးလိုက်သောအခါသူ့ကရင်ဘေးနားရောက်ရှိနေသူသည်တမတာကြီးလင်ကွမ်းမမသိရှာသောစက်သားငယ်ကလေးတန်လေးဖြော့တော့တော့ဖြင့်မနေအားယူကကျွန်တော်အမေစီစာလေးတစာရှိပေပါလားဗျာဟုဖြည်းဖြည်းလေးလေးပြောရှာသည်စာရွက်နှင့်မိန်တန်ရယူကာ တမတကြီးသည်လူနာစစ်သားလေးပြောသည်မမနေ့ကယူဆိုင်နားထောင်ကအောက်ပါအတိုင်းလိုက်ရေးပေးရှာသည်အချစ်ဆုံးအမေကျွန်တော်တောင်းတန်းဆောင်နေတော့တန်းရာရတာအတော်ပြင်းထန်တော့မို့ကျွန်တော်ဒီထောင်ကချောနိုင်မဖြစ်မအောင်အမေကျွန်တော်အတွက်သိ 不随机关的没皮吧呢？其实不比，没人来准，只能孤单。阿妹，阿妹有哪些阿那？那皮吧，阿皮呢阿妹？皮要得跟少小见面吧噻。适当的。 တေလူမျောပါဝေဒနာခံစားနေရသည်မို့စကားစစ်မပြောနိုင်တော့ပါထိုအခါသမတကြီးကသင်ကိုယ်စားအိဗရာဟင်လင်ကွန်းကရေးပေးပါသည်ဟုစာတကြောင်ထပ်ဖြည့်ရေးကလက်မှတ်ထိုးပေးပြီးစာတူကိုအဆုံးသတ်လိုက်သည်စသားငယ်သည်စာကိုဖတ်ကြည့်ပြရသည်ဟု တောင်းဆိုထားသည်ဖြင့်ပြလိုက်သောအခါအာအာတင့်တင့်ဖြင့် ူကိုသာစာရေးပေးသူသည်အမေရိကန်ပြည်ထောင်စု၏သမ္မတကြီးအိဗရာဟင်လင်ကွန်းဖြစ်နေကြောင်းသိရသောကြောင့်ခမတကယ်သမ္မတကြီးအစနောဟူမေးပြန်လေသည်သမ္မတကြီးကငါတကယ်သမ္မတကြီးလင်ကွန်းပါဟူတူတူလေးပြန်ပြောပြီးကဲနောက်တော့ဘာများလုပ်ပေးစီခြင်းပါသေးတယ်လေဟူမေးမြန်းသည် ထူကစတောင်းငယ်ကနော်လက်ကိုစီစုပြူပြီးစုကန်ထားပေးပါလိုက်ကျွန်တော်ကျွန်တော်ဘဝခရီးအဆုံးကိုသွားတဲ့အခါမှာကျွန်တော်အတွက်အင်အားတရားဖြစ်စီခြင်းလိုပါဟူ တောင်းဆိုလေသည်တိတ်ဆိတ်ညင်တဲ့နေတော့အခန်းလေးတဲ့တွင်အယကလန်ကလာဖြင့်ပိန်လီသောသမတကြီးလင်ကွင်သည်စစ်သားငယ်လေးလက်ကလေးကိုစေနာဤကြာများစုပ်ကံ၍အာဘိစကားများကိုနှွေးထွေးညင်သာစွာပြောဆိုရင်းစတောင်းရဲ့စီဝင်ချုပ်သည့်အထိမိမိအချိန်များကိုရဲဘော်ရဲဘဲစိတ်ထားဖြင့်ပေးအပ်ခဲ့လေသည်ဆရာချစ်ဆံဝင်လာမင်းအိမ် နှလုံးသားမေတ္တာစာအုပ်မှာဆက်လက်ပြီးတော့ကျွန်တော်ကအဖိုးအနှင်းကလေးငယ်ဆိုတဲ့စာစုလေးကိုလည်းဖတ်ပြပေးတော့မှာဖြစ်ပါတယ်။အဖိုးအိုနဲ့ကလေးငယ်တခါကအဖိုးအိုသည်ကလေးတယောက်နှင့်ရွာထိပ်သပင်ရိပ်တစ်ခုတွင်တွေ့ကြ၏။ကလေးကပြောပါသည်တခါတလေကျွန်တော်ဇွန်းနီလွတ်ကြတယ်။အဖိုးအိုက"အိုး" အဖိုးလဲလွတ်ချဘူးတာပါပဲကွာဟုဆို၏ထိုအခါကလေးကတူးညင်စွာအဖိုးကျွန်တော်လေအဲ့ရထဲမှာလဲနေရှူးရှူးတွေထုတ်ဖူးတယ်ဟုဆို၏ထိုအခါအဖိုးကရေမောရင်ငါလဲဒါမျိုးဖြစ်ဖူးပါတယ်ကွယ်ဟုဆို၏တပန်လူကလေးက ကျွန်တော်မကြမကြငိုမိတယ်ဟုဆိုသောအခါအဖိုးကခေါင်းတဆက်ဆက်ညင်ရင်ငါလဲငိုမိတာပါပဲကွယ်ဟုဖြေသည်အဆိုးဆုံးကတော့အရွယ်ရောက်ကြပြီဖြစ်တဲ့လူတွေကကျွန်တော်ကိုဂယုတဆိုင်မရှိကြဘူးအဖိုးရာဟုလူကလေးကဆိုသောအခါအကြောပြိုင်ပြိုင်ထကရှုံ့တော့နေပြီဖြစ်တော်လဲ ပူနွေးမှုနွေးထွေးမှုရှိနေသေးသောလက်တစုံသည်လူကလေး၏ကိုယ်အားတိုင်းဖက်ပွေပိုက်ကမင်းလူချင်းနာအဖိုးပေးနိုင်ပါတယ်ဖူဆိုလိုက်၏ထို့အခါအဖိုးလူချင်းနာရောဘာလဲရင်ဟုလူကလေးကမေးသည်အဖိုးအိုကသူ၏ခြိုက်နေသောပခွက်ကြီးကိုထိုးပေးလိုက်ချိန်တွင်လူကလေးကအလိုက်သီးစွာဖြင့်ခွနေသောပါအဆက်ကို ော့ဖွားကလေးနမ်းလိုက်ပါသည်ဆရာချစ်ဆောင်ဝင်လာမီအိနှလုံးသားမေတ္တာစာအုပ်မှာနတ်စမီကကြားအတွက်ကျေးဇူးများတင်ပါခင်ဗျာတို့များပေးသက်များအားလုံးပဲပြီးခင်ကြားမှာကြပါစေ